ကျင်းနော်နားထောင်နော်အရေးကြီးတာလေနားထောင်ပြီဝိုက်ပြောတယ်မလို့ပါနဲ့26တိဟုတ်တယ်ဒါဒီမှာဆိုပြင်မပေးနဲ့အတင်းတော့ပေါ်မှာဖြစ်တော့တက်တော့ခွေးဒီဆိုတာတန်းဆက်သွားပြီအဲ့လောက်တက်ကနေပြီးတော့သူ့မှာတာဝန်ရှိတယ်ကျွန်တော်လည်းဖွဲ့စည်းမှုချင်တာဦးရအတက်ကဘုရားထင်ပြတယ်ဟာဒီလူပြာယောက်ျားအောင်မလို့ဘဲတဲ့ပါရီကြီးပဲပါဇက်ကဗျမ်းမတန်မဟုတ်မမှန်စကားကိုပြောရဲတာသူ့လိုပါတီတစ်ခုရဲ့ဥက္ကဋ္ဌတယောက်နေမယ်လူကြီးလူကောင်းနေရာမှာမနေဘဲနဲ့ဘာဖြစ်တယ် မဟုတ်ကောင်ကစကားကိုပြောပြီဆိုတော့လူကြီးလူကောင်ဖြစ်လို့မရတော့နော်ကျွန်တော်ပြောပြမယ်မေးကြည့်ပါဟုတ်လားမဟုတ်လားနှစ်ကြီးနဲ့ပြစ် drone နဲ့ပြစ်လေနဲ့ဘုံကျက်စစ်ကိုခေါ်စစ်လာတာပေါ့မင်းတို့ကစစ်ခေါ်ခြင်းရောအခုတော့ဒုက္ခရောက်ပြီမလားဓမ္မကြည့်ငါတို့အောက်ထုတ်တဲ့ data မှာအေးချမ်းနေတယ်ပညာမဲ့စကားတွေကိုပြည်သူတွေကိုရိုက်တွင်းတာဝါဒဖြန့်တာအမှန်တမ်းနားမအောင်လို့ဟုတ်တယ်လို့ပဲဒါမှမဟုတ်တတိယစာကြည့်လိုက်ဒီဒီတော်လိုင်းရဲ့ဘက်အချမ်းမှာစစ်ဖြစ်နေတာဒီဘဒူတော်ဖြစ်လို့လေဒီစစ်တပ်ကသွားဖြစ်လို့ဟိုမှာစစ်နေပြင်ဖြစ်တာ ဒီစစ်တပ်ရှိတဲ့ဒေတာမှာစစ်မြေတွေမဖြစ်တာဒီဘသူကလာမပစ်လို့လေဟဲ့ဒီဒေါ်လန်ရေးဘွက်တွေကမပစ်လို့အဲ့ဒါအပြင်းရှင်းနေတယ်ဒါလည်းတလူစူးစမ်းတော့မယ်အစွမ်းကုန်ဟမ်ဆုံးချက်တွေလည်းမရှိကြဘူးတော့ဟာတကယ်ပဲပြောတာကျွန်တော်အရင်ကကရောက်စစ်သားဆိုတာလေယောက်ျားရင်မာကြီးတွေထင်ထားတာဘယ်ဂျော်လကီးတွေပဲဒီနေ့ကစစ်ဖို့ကြောက်ကြရမလောင်းမလဲပြောတဲ့မိမရှာတွေဟမ်အဒီလူတွေတကယ်မိမရွှင်နေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ ကျန်းဖို့အုပ်ကြီးခင်ကြီးရဲ့ပြောစကားတွေကိုတုံ့ပြန်လိုက်တဲ့ကိုစီရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာ။ကံမှာစစ်ဖို့ရုပ်ရည်ရတယ်မလုံရဲတာဘာမှမရှိဘူးမျက်နှာမပြောင်ရဲတာဘာမှမရှိဘူး။အခုလက်ရှိကျန်းဖို့ပါတီဥက္ကဋ္ဌတောင်းဝင်ယူလာတဲ့ခင်ကြီး နော် white cat ခင်ကြီးဆိုပြီးအားလုံးသိတဲ့အတိုင်းလက်ပတ်နေရဆွမ်းရှင်တွေကိုမွေးခဲ့တာလည်းခင်ကြီးပဲ white cat တွေထုတ်ပြီးတော့ဘင်္ဂလီအရင်မီးစပြိုးခဲ့တာလည်းခင်ကြီးပဲနောက်ထပ်နောက်ထပ်ပြောမှဆိုအများကြီးပဲပြထားမှာအခုမှဘာလို့လဲဆိုတော့ရိုက်ကူးရေးအဲနေပြည်တော်ကလည်းမသိဘူးအဲသူ့ရိုက်ကူးရေးလုပ်ပေးနေတဲ့လူတွေခါကျွန်တော်ကျွန်တော်ခွန်ဝေရတာပဲကျွန်တော်ကြားတယ်ရိုက်ကူးရေးအဖွဲ့ကိုတီးတန်းလုပ်ပြီးတော့ Facebook မှာ YouTube မှာရိုက်ကူးရေးတွေလုပ်ပြီးတော့ဝါရဖြန့်ဒါပေမဲ့ သူတို့မသိတာကဒီနေ့ထည့်ပြည်သူတွေကသူတို့ကလေသူတို့တို့တို့ပဲတိုင်းပြည်ရဲ့အောက်ချောက်ဒုလို့ခံစားနေတယ်။သူတို့လောက်ပြည်သူတွေကဘာမှမတည်ဘူးလို့သူတို့ထင်ထားတယ်။အဲ့ဒီတော့ပေါက်ကရတွေကိုပြည်သူတွေကိုရုပ်တည်နေပြောရင်ပြည်သူတွေရုံသွားမယ်လို့ထင်တယ်။အခုဓမ္မကြည့်လိုက်။နော်ဓမ္မကြည့်ပြောရတဲ့စကားတစ်ချက်ကြည့်ပါ။ဒီကျွန်တော်တို့ကိုမှတ်ထားတဲ့ comment တွေမှာကျွန်တော်ဖတ်ကြမယ်။နော်မကြည့်ရနားထောင်ကြည့်ပါ။ကျားတို့ဘယ်လိုလဲစက်မခံစားတဲ့မျိုးပေါ်လာ။အဲ့ဒီတော့ဘာပဲဖြစ်ဖြစ်လူကတက်တာပြည်သူမှာဟုတ်တယ်လား။ဒီကနေ့ဝင်ကြပါလေ။ တခြားကြည့်နော်တခြားကြည့်နော်သူတို့ပြောတဲ့စကားတွေကိုနော်အဲ့တော့ဒီလူတွေမသိလို့ရှိရင်တကယ်ပဲပြည်သူပေါ်ကိုဟိုမေတ္တာရှိရင်ဒီဥနာရှိရင်ပုံစံမျိုးဟမ်ကြည့်ကဲပါလေလုံလုံချုံချုံရှိတဲ့နေရာကိုရောက်လာတဲ့ကြောင်ဝန်တာရဲ့ဒီတော့ဝန်တာဟုတ်ကဲ့အဲ့တော့ချစ်ခင်တက်တဲ့ဒီကလို့ဆုံးပေါ်လာတဲ့ကြောင်ဘုံတပတ်လို့ကြည့်ရအောင်နော်ဒီကတည်းကဘုရားစာပါဒါကတော့ခလာတဲ့မျိုးပဲအဲ့တော့ဆုံးသွားပြောလို့ဘာတော့ဒီဝောက်ရောက်ပါတယ်တက်စင်တာဒီအဲ့တော့2020ခုနှစ်ရွေးကောက်ပွဲမှတ်မိရလားရွေးကောက်ပွဲ မတိုက်မီအချိန်လုံးကသူတို့ရေးချတယ်ဗျာပေါ်နေကြတော့မြားကလူတန်းတွေကတော့မြားကရတယ်ကလေးတွေကြောင်ပြောတွေ့တယ်ကျင်းနော်နားထောင်နော်ရေးကြည့်တာမျိုးနားထောင်ကြည့်ကြရတယ်တန်းနဲ့အဲ့အန်ဒရက်ပါမရှိတော့ပါနဲ့ပေးအေးချမ်းရတဲ့တော့ကျွန်တော်နိုင်ငံကြီးကဒီလိုနှစ်ပေါင်းများစွာဖြစ်ကြလာတဲ့အချိန်ချင်းဘယ်လိုလဲပဲနောက်တဲ့ဒီကောက်ကလာမှာအဲ့တော့မြန်မာတောင်ရှိတဲ့နိုင်ငံတော်ကိုရှိရနော်ကျွန်တော်နိုင်ငံကြီးပါတင်ဒါရီကညနေနိုင်ငံကြောက်ဘူးတန်းနဲ့စစ်စစ်ဖို့ဂျိန်းပါများစွာတောက်ဆိုတယ်ဘယ်လိုလဲပဲ အဲ့ဒီတော့ကအနာရှိတဲ့အဖွဲ့စီကလက်မခံလိုက်ရတယ်အတင်းအားလုံးကတက်တော်ဖွဲ့လို့လုပ်တယ်ဟာဒီလူကရောက်ချောင်းအောင်လို့ဘယ်လဲဖာရီပဲပါဇက်ကဗယံမတာမဟုတ်မမှန်စကားကိုပြောရဲတာသူ့လိုပါတီတစ်ခုရဲ့ဥက္ကဋ္ဌတယောက်နေမယ်လူကြီးလူကောင်းနေရာမှာမနေဘဲနဲ့ဘာဖြစ်လဲမဟုတ်ကောင်းကစကားကိုပြောပြီးဆိုတော့လူကြီးလူကောင်းဖြစ်လို့မရတော့เนาะကျွန်တော်ပြောပြမယ်နေကြည့်ပါဟုတ်လားမဟုတ်လား ရွေးကောက်ပွဲမှာမဲလိုက်မဲဖို့ပဲမှာစတဲ့ဖြစ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့အဲလာတစ်ခုခုရှိလို့ချင်းတတ်မှတ်ထားတဲ့ရွေးကောက်ပွဲဘဲမဲဆန္ဒနဲ့မှာမဲလိုက်မဲဖို့မှုဖြစ်တာလေဘဲမဲဆန္ဒနဲ့မှာမဲစရင်မယုံမှုဖြစ်တာလေစတဲ့ဖြစ်အဲ့ဒီ data အချက်လက်နဲ့တကွာရွေးကောက်ပွဲကော်မရှင်ထံကိုတတ်မှတ်ထားတဲ့ရက်အတွင်းမှာတတ်မှတ်ထားတဲ့ငွေကြေးနှုန်းသားတွင်းပြီးတော့တရားဝင်ကန့်ကွက်ခွင့်ရှိတဲ့တရားဝင်တိုင်ခွင့်ရှိပါလေသူတို့ချက်ဖို့ပါတီအပါဝင်ချင်းရှင်းပေးပါလို့အော်နေတဲ့လူတွေအဲ့ဒီဥပဒေမှာပါရှိတဲ့အခွင့်အရေးအတိုင်းတရားဝင်တိုင်ခဲ့တာရှိလား ဲ့တော့ဥရဲမှာတရားဝင်တိုင်ခွင့်ရှိတယ်ဆိုတာကိုတရားဝင်မတိုင်တဲ့နဲ့လမ်းဘေးကနေပေါက်ပန်းလေးနဲ့ဖြည့်ရှင်းပေးပါဖြည့်ရှင်းပေးပါဟိုအော်လာဒီ NLD ပါတီအစိုးရအနေနဲ့ဖြည့်ရှင်းပေးစရာအကြောင်းရှိတာဖြည့်ရှင်းပေး NLD အစိုးရကဥရဲဖောက်ဖြစ်တာဟုတ်တယ်ဥရဲမှာရှိပြီးသားလမ်းကြောင်းတိုင်းမှားနေတယ်ဆိုရင်ဘယ်မဲဆန္ဒတွေကမှားတာတိုင်းခရိုင်မြို့နယ်ဟောက်နံပါတ်ရက်ကြီးဘယ်ဘယ်ဒေသလဲအဲ့မဲရုံမဲရုံနံပါတ်ဘယ်လောက်လဲဒီမဲရုံကဘာဖြစ်တယ်အဲ့ဒါရုပ်တော့ကော်မရှင်ကိုဥရဲကြောင်းတိုင်းတင်တွေ့လိမဲဆန္ဒနဲ့တစ်ခုလုံးမဲတနိုင်ငံလုံးရဲ့ရက်လက်ကြီးကိုဖြည့်ရှင်းပေးပါလို့ပြောတာဒီဓာတ်ပါနဲ့ကိုမနိုင်တိုင်းဘာလို့ခိုင်းတာလဲပြဿနာရှာတာမဟုတ်ဘူးလားအဲ့တော့ သူတို့ကျွန်တော်ပြောမယ်ဆိုရင်နိုင်ငံတကာမှာရွေးကောက်ပွဲကြီးမှာကိုယ့်ပါတီတော့ဝင်ကြတယ်။အကဲကိုယ့်ပါတီကိုပြည်သူကမဲမပိနဲ့အာမဲနိုင်တယ်မဲကိုယ်နဲ့ဖြည့်ရှင်းပေးပါကွာမဲထောက်လို့ရအောင်လားဆို။ဒါအဲ့လိုအောင်လို့ရ။ဒါကျွန်တော်မေးကြည့်ရပါဘူး။အဲ့လိုအော်ခွင့်ရှိလား။အော်အော်တော့အတိတ်နဲ့ရှိလား။ဥပဒေကြောင့်တိုင်းရှိတယ်လေ။ဥပဒေကြောင့်ရဖြည့်ရှင်းနိုင်ပြီ။ဥပဒေကြောင့်ရမဖြည့်ရှင်းနိုင်တဲ့လမ်းတွေကနေအော်နေတဲ့အရာကြီးကအတိတ်နဲ့ရှိလား။ဟမ်။အဲ့တော့ကဲအခုသူတို့ဥပဒေကြောင့်တကွမဖြည့်ရှင်းခဲ့ဘူး။ဘာကိုခုတို့ဘာစကားပြောလဲအတင်းအဓမ္မလွတ်တော်ကိုလွတ်တော်ကအတင်းအဓမ္မခေါ်လို့ရအရာအမှောင်ကျွန်တော်မသိတော့မေးကြည့်တာဟမ် ဒါချက်ဖတ်ပါသေးတယ်ခေါင်းဆောင်ပြောက်ပြောတဲ့စကားကြီးကမရှက်ဖူးလားမသိဘူးလို့လေလွတ်တော်ကအတင်းရတယ်မှာခေါ်လို့ရလားကျွန်တော်မသိတော့ဘာဟမ်လွတ်တော်အတင်းရတယ်မှာခေါ်လို့ရလားဟမ်အတေးရတယ်မှာခေါ်အောင်သူတို့ခေါ်ချင်တယ်ပါတယ်မဟုတ်ဘူးဟမ်လွတ်တော်ကိုစတဲ့လေးလေးအတေးရတယ်မှာသွားခေါ်လို့မရဘူးတတ်မှတ်ထားတဲ့လုံလုံလုံကြီးဥပဒေအတိုင်းဘယ်နေ့ဘယ်မှာလွတ်တော်ဖွင့်မယ်လွတ်တော်ပြန်လဲစမယ်အဲလွတ်တော်လုပ်ငန်းစဉ်ပြန်စမယ်စတဲ့ပြန်အစစ်စစ်ကြီးညာပြီးတော့မှမလုပ်ရတယ်လွတ်တော်ခေါ်ယူရတာလွတ်တော်ဆိုတာအတေးရတယ်မှာလမ်းတွေကဖားတယ်ခေါ်လို့ခေါ်ချင်တယ်ခေါ်လို့ရတယ်ရမဟုတ်ဘူးလေအဲ့ဒါကိုဘာပြောလဲမှာအတေးရတယ်မှာလွတ်တော်ခေါ်တယ်ကြီးဟမ်လိန်ညာပြောင်းလိန်ညာကြီး အမျက်နှာပြောင်တိုက်ပြောင်နေတာကြည်စမ်းလာတော့တော်တော်ဖြစ်ဆိုရင်အစွမ်းအတတ်ဆာတော့ပေါ့ဟုတ်ပလားဒီလိုပဲအသေးချာမဲတပြားလို့ဥစားလဲသိပြီဖြစ်လို့ပေါ့ဟမ်အသေးချာမဲတပြားအလကားဖြစ်သွားလားဆိုတော့ပြောပြခီးရ2015မတိုင်ခင်မှာစစ်တပ်ကနေဘောင်းမီချုပ်ပြီးကျန်းဖို့ပါတီမှာစီတန်ထင်းထင်းပိုင်းကနေဝင်ရောက်တဲ့2015ရွေးကောက်ပွဲမှာ ARD အတိုင်းနော် အေဝဒီ9ဒေတာကြီးမြောင်းမြမြုတ်နဲ့မဲဆန္ဒနဲ့အမှတ်6မှာနေအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ကြံ့ခိုင်ပါတီကိုကိုစားပြုပြီးဝင်ရောက်ရှင်းပြန်ရပြိုင်ဘက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်မန်းထွန်းကြိုင်အားမဲရလက်18238မဲအကွာဖြင့်ရှုံးနိုင်ခဲ့2015မှာဘလောက်လဲ18000နော်190စက်မှတ်မဲမဟုတ်ဘူးနော်18239မဲနဲ့2015မှာရှုံးနေပြီးတော့ ဒီညောင်ပြမြို့နဲ့မဲဆန္ဒနဲ့အမှတ်6ကနေဝင်ရှင်းပြိုင်တာနော်အမှတ်6မှာဝင်ရှင်းပြိုင်တာဘာဖြစ်လဲ1800ကျော်နဲ့ရှုံးနေပြီးတော့နော်ရွေးတယ်မထင်ဘူး2015မှာအဲ့ဒီကနေမတင်တတ်ဘူး2020ဆက်လာတယ်နော်2020နာပြီးတော့သူကတန့်ဖက်ပါတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်နေပြီနော်အဲ့တော့ရန်ကုန်တိုင်းဒေသကြီးစိတ်ကြီးခဏတို့မဲဆန္ဒနယ်မှာပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းကျွေးဝင်ရောက်ရှင်းပြိုင်ရတယ်လေပြိုင်ဘက်ကပြိုင်ဘက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်ကမဲရလက်8196မဲဖြင့်ထပ်ရှုံးနေခဲ့အဲ့ဒါအသေးစားမင်းတို့ပြအလကားဖြစ်တာလား ိုစောက်စိတ်မရှိလို့အရင်ချင်းမရှိလို့တည်သူကမရွေးချယ်တာလားဟမ်အဲ့တော့မင်းစင်တာကအသေးကြမ်းကမဲတပြားဆိုရင်အခုလက်ရှိဒေါအောင်ဆန်းစုကြည်ကိုခင်ဗျားတို့ထောင်ထဲဖမ်းချက်ထားတယ်နော်ရတယ်တရန်ဒီကကိုစလဲလောင်းတယောက်ဘယ်သူမှမသိနဲ့အဲ့ဒါဒီလက်လက်ရှိ2020မှာပါခဲ့တဲ့ကိုစလဲလောင်းတယောက်ပဲနော်တော်လိုက်တော့မှမရှိနေတဲ့လူတွေကတယောက်လောက်ပဲအဲ့ဒီခင်ကြီးနဲ့မဲနှပုံးထောင်လိုက်တယောက်တစ်ပုံးမြင့်မြင့်အရွေးခံရဲလာလို့ဟမ်တီတူမရွေးချယ်လို့မနိုင်တာလေမနိုင်တော့နိုင်အောင်လုပ်မယ်ဆိုပြီးအာနာတိုင်းခိုင်းတာလေတိုင်းပြီးတော့ချက်ခိုင်းတာလေ ။ဟဲ့အဲ့ဒါကိုကြည့်ကလိန်ကချစ်တဲ့နော်ဒီလိုကလိန်ကချစ်တွေကတိုင်းပြည်ကိုတိုက်အောင်ချုပ်လို့လုပ်နေတာ။ကြည့်အဲ့ဒါမြင်အောင်ကြည့်အာနာမရသေးဘူးကလိန်ကချစ်တွေပြောပြီးကလိန်ကချစ်လုပ်နေတာဟာ။ဟမ်ကြည့်အကျဉ်းချုပ်တော့လည်းပဲတင်းလို့ရတဲ့ကြောင်ဟင်ဒီလိုပြရတာအပြည့်ခံဘယ်သူလဲလို့ပြီးအဲ့တော့ရှိရတဲ့အဖွဲ့ရှိရဲ့ဒီအရမဆောင်ချက်ချောက်ပါလေ။ဟာကျွန်တော်ကြီးကွာမင်းမရှာဘူးရှေ့ဦးလားမသိဘူးဒီစကားပြောတာဟမ်ဟာတကယ်ကျွန်တော်ကြီးပါ မဒီလူတွေအသက်ကြီးတာတေကိုနီးတာပဲဗျာဘာမှတန်ဖိုးမရှိတာဒီလူမောကောင်ကပေါက်ကရစကားမျိုးပြောရဲတော့အံ့ဩတယ်နော်တိုင်းပြည်ပြည်ကပြောတယ်နော်ဟမ်ကတ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 ်ဘာဖြစ်လာလဲနော်ဘယ်စီမေထိုးရင်ဒီပေါက်ထွက်သွားတယ်ဟုတ်တယ်မလားဒီပေါ်မှာတက်တက်ကန်ကောင်းကြမလို့ပေါ်လာတယ်ကျွန်တော်ပြောလို့တိတ်ဆိတ်ကြည့်ချင်တယ်တို့နေနေလေးရ ်ဒီကျန်တဲ့လူတွေကြောက်အမေမေလက်ကဲပြန်ပေါ်လာအမေမေမေလက်ကဲချက်ချက်အုံးနဲ့ထပေါ်လာတာဟမ်မင်းတို့ငါဘုတ်မင်းအနေအောင်သွားပြီးမင်းတို့ချက်ဖို့ပါတီးကရှောင်းရှောင်းငုံပြီးအာနာသွားတိတ်ခိုင်းတယ်အာနာတိတ်တယ်နော်အာနာတိတ်တာနေဥပဒေကြောင်းရအာနာတိတ်တာလားဥပဒေမဲ့အာနာတိတ်တာလားနိုင်ငံတော်တမန္တအပါဝင်အစိုးရဖွဲ့ဝင်တွေကိုမနက်9နာရီမှာဝင်ထမ်းတယ်မနက်9နာရီမှကာလောင်စီဝေးခေါ်တယ်အဲ့ဒါဥပဒေမဲ့အာနာတိတ်တာမဟုတ်ဘူးဘာလို့လဲဥပဒေမဲ့အာနာတိတ်တာတော့တီတူက3ရက်တိတိအတန်တိတ်ပြီးနေပြီးသေးတယ်နော်လက်နက်ကင်နဲ့အုံးကလေးလက်နက်ထပ်ကင်တာမဟုတ်ဘူးနော်အဲ့တော့အဲတိတ်စိတ်နေခင်ဗျားပြောလို့တိတ်စိတ်အေးချမ်းနေတဲ့တိုင်းပြည်ကို အာနာတိုင်းလိုက်တဲ့အချိန်မှာဘာဖြစ်လာလဲပြည်သူကလက်မခံလို့ဖြစ်လာတယ်လက်မခံတော့အတန်တိုက်တဲ့ပိတ်ဆိုပြီး၃ရက်နေပေးသေးတယ်ပြည်သူဆန္ဒကိုခင်ဗျားတို့အလေးထားနိုင်ပြည်သူကလက်မခံဘူးအတန်တိုက်တဲ့ပိတ်လုပ်နေငါတို့အာနာပြန်အပ်ရမယ်ဆိုအဲ့လိုက်မယ်ဆိုအခုလို့လက်မကင်ပြฏิပတ်ခတ်ပြီးရောက်လာစရာအကြောင်းရှိလားမရှိဘူးနော်ထားထပ်ပေးသေးတယ်နော်ကဲ၃ရက်နဲ့အတန်တိုက်နေတဲ့အတွက်အာနာပြန်မပေးဘူးပဲထားနော်ဆန္ဒစပြကြပထမ၁ရက်၂ရက်၃ရက်၄ရက်၅ရက်တစ်ဖက်ထိပြည်သူတွေကဘယ်လိုဆန္ဒပြလဲနော်အရှိရဆန္ဒပြတော့ရင်အနောက်မှာဘာလုပ်လဲအမိုက်ကောက်တဲ့အဖွဲ့ကတီးတက်လိုက်တယ် ဲ့ချိန်မှာပြည်သူတွေလမ်းမင်းကခြံစည်းဝါကအုံလက်တန်တစ်ချောင်းတော့ကြားထုတ်ဖို့ဝင်ချိုးဖို့မဖြစ်စည်းဘူးဟုတ်တယ်နော်တုံပြောတဲ့စကား fine လာခဲ့တဲ့လူအဲ့တလုံးငိမ့်ချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကိုခမားတော်တွေလူစုလူဝေးခွဲဖို့အတွက်တနတ်အစ်စ်တင်နဲ့စတင်ပြစ်ပြီးတော့မလုပ်တာလေခစ်ကိုပြောင်းချင်းခေါင်းကိုပြစ်ဆိုပင်ရဲတဲ့ကောင်တွေရာဇဝတ်စစ်အုပ်စုကိုတရားဝင်မှုလုံးဝမပေးရန်တာမတ်ကြီးတောင်းဆိုကမ္ဘာစာနယ်ရိတ်ခါမဖူလုံမှုနံပါတ်9အဆင့်သို့မြန်မာရောက်ရှိ ရာဇဝတ်မှုများကျူးလွန်နေသည့်စစ်အုပ်စုကိုမြည်သည့်တရားဝင်မှုများပေးအပ်ခြင်းမပြုရန်နိုင်ငံတကာအတိုင်ဝန်အားတန်အမတ်ကြီးကတောင်းဆိုလိုက်ပြီးစစ်အုပ်စုပြင်ဆင်နေသည့်အတုအယောင်ရွေးကောက်ပွဲကိုလက်မခံရန်စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲကိုအားလုံးစုပေါင်း၍ညီညီညွတ်ညွတ်ကန့်ကွက်ကြရန်နှင့်နိုင်ငံတကာအတိုင်ဝန်နေဖြင့် ာနာရှင်စနစ်တိုက်ထုတ်နေမှုအတွက်ခိုင်ခိုင်မာမာပံ့ပိုးကူညီပေးကြပါယံအောက်တိုဘာ22ရက်ကုလသမဂ္ဂ၌ကျင်းပသည့်အလွန်မင်းဆင်းရဲနွမ်းပါမှုနှင့်လူအခွင့်အရေးကောင်းစဉ်ဖြင့်အပြန်အလှန်ဆွေးနွေးပွဲတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပါဝင်ဆွေးနွေးစဉ်တောင်းဆိုခဲ့ခြင်းဖြစ်သည် စစ်အုပ်စုကိုတရားဝင်မှုမပေးရုံတည်းမကဘူးမြန်မာ့မျိုးဦးကိုလက်တွေ့ကြတဲ့ကူညီမှုတွေပေးဖို့လိုတဲ့အဲ့ဒီလောက်ထိမလုပ်ပေးနိုင်ရင်လည်းစစ်ပေးဒုက္ခသည်တွေလက်ထဲကျင်းတီပေါက်ရောက်မဲ့နီလန်းတွေနဲ့စာနာမှုအကူအညီတွေပေးဖို့လိုပါမယ်ဟုရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်ပါရှင်တအူးကမဖားသူပြောသည် မြန်မာနိုင်ငံတွင်စစ်အာဏာရှင်စနစ်ချုပ်ငင်းစေရေးနှင့်မြန်မာပြည်သူများအပေါ်စစ်အုပ်စုကျူးလွန်နေသည့်ဆေးရသွမှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးဝိုင်းဝန်းကူညီပေးကြရန်လည်းတမ်းမတ်ကြီးကဆိုသည်လက်ရှိတွင်မြန်မာနိုင်ငံရှိလူဦးရေထက်ဝက်ကျော်မှဆင်းရဲနှွမ်းပါမှုအတွင်းသို့ကြားရောက်နေပြီဖြစ်ကာ3.6တန်းသောပြည်သူများမှာ ပြည်တွင်းနေရအနှံ့ပြားသို့နေရဆုံခွာထွက်ပြေးတိမ်းရှောင်နေရပြီး၂၂တန်းခန့်မှာလူသားချင်းစာနာမှုအကူအညီအရေးတကြီးလိုအပ်လျက်ရှိကြောင်းတိုင်းငံလုံးအတိုင်းအတာဖြင့်လူဦးရေ၏ရာဂိုင်းနှုန်း၃ဆမှာစားနပ်ရိခာမဖူလုံမှုပြဿနာနှင့်ရင်ဆိုင်နေရပြီးရင်းညွန့်ကိန်းအရကမ္ဘာစားနပ်ရိခာမဖူလုံသည့်နိုင်ငံများအနက်မြန်မာနိုင်ငံသည်အဆင့်၅ရှိနေသည်ဟုဆိုနိုင်ကြောင်းလည်းတန်အမှတ်ကြီးကဆိုသည် ိုပြီးတော့ဘာလို့လဲလမ်းမှာရက်သားရက်ကားတွေဆိုင်ကယ်တွေရိုက်ခွဲရစန္ဒပြပြည်သူတွေထုရိုက်တက်ဖြတ်မျိုးစုံလုံလာတဲ့အဆုံးမှာပြည်သူဟာချက်ချင်းတော့နှက်နှက်ထခိုင်တာမဟုတ်လောက်လေးကွာတို့ကက်တက်လေးတို့ရာလို့ပြီးတော့တဲအေးလေးကာပြီးခုတ်ကန်နေတယ်အဲ့ဒီချိန်မှာတော့မင်းတို့ကကောင်းကောင်းဟေးစစ်တပ်နေတာမလုပ်တည်ဘူးတော့ပြည်သူတွေကအာဏာသိမ်းတော့လက်မခံဘူးအဲ့ဒီအတွက်တော့အကြမ်းတက်မှုလမ်းစဉ်ရောက်သွားနေပဲလက်လက်နဲ့အင်အားတုံးမပြိုပါနဲ့တိုင်းပြည်ကိုအင်အားနိုင်လောက်ကြပါဒီပေါ်မှာကြည့်နော်ဒီပေါ်မှာအစိုးရအိမ်ကောင်မီးဝင်ရှို့နေတဲ့အဖွဲ့ကိုသူတို့နိုင်ငံရအောင်ထိန်းတယ်။မြန်မာပြည်သူတွေကစားလုံးလုံးချင်းလက်နက်နောက်ကိုင်တာမဟုတ်ဘူး။အားလုံးသိတယ် မင်းတို့တွေတပ်ဖြတ်လို့မခံနိုင်တဲ့အဆုံးမှာမှလက်နက်ကင်ပြီးတော့လမ်းစီပေါ်ရောက်လာတာအဲ့ဒါကလုံးတဲ့သူမင်းတို့မှအပြစ်မရှိဘူးပေါ့ဟော NND ကြောက်ပေါ့ဟောကျွန်တော်မှတ်တောင်းလာတယ်နော်အချက်မရှိတာဟောမရှိတာတန်းလိုက်ရင်လာတန်းလိုက်ငါ့ကိုနော်ငါတို့လူပြောလို့ငါ့ကိုမုန်းတယ်တန်းလိုက်အတေခံရဲတယ်နော် အဲ့တော့ဒါတော့မယုံမှကြနဲ့ကွာတိုင်းပြည်ပေါ်တက်ပြီးမျက်နှာပြောင်းတိုက်ပြီးတော့ဒီလိုဆောက်ခွက်ပြောင်းလာတော့ကတော့ယုံဖို့ကောင်းကကြီးတယ်ဒီတိုင်းပြည်မှာရဟန်းရှင်လူပညာလူပညာရှိရဟန်းပညာရှိတွေတော့အေးချမ်းတဲ့ပြည်သူတွေအများကြီးနေထိုင်နေတာမင်းတို့တွေအာနာယူလို့တိုင်းပြည်ကဆုတ်ပြတ်နေတာမင်းတို့တွေအုပ်ချုပ်ခဲ့လို့တိုင်းပြည်ကဆုတ်ပြတ်ခဲ့တာအခုလက်ထပ်ပြီးမင်းတို့တွေအာနာထက်ယူဖို့လုပ်နေပြန်ပြီဟမ်ကြည့်အာနာမင်းကနေကြီးတော့ကြောင်ရင်းကြောင်စားစကားကိုပြောတယ်ဆိုရင်ဒီကောင်မျိုးတွေအာနာရရင်စဉ်းစားကြည့်ဘယ်လိုကြောင်ပေါ်လာဟုတ်လားဟုတ်တယ်လက်ကတိကတိကကျွန်တော်ပါတယ်ဆိုထောက်ကြော်တယ်ဟမ်ယုံနေကောင်ကမရှိဘူးလား ကျန်းဖို့ပါတီဝင်တွေတက်ခတ်ကြည့်တယ်ဆိုတော့ကျန်းဖို့ပါတီဝင်တိုင်းကိုလိုက်တက်တာလားကျန်းဖို့ပါတီဝင်တွေဒီရက်ွက်ထဲမှာဘဒူတွေကတော်နိုင်ရေးလုပ်တယ်ဘဒူအိမ်ကတော့တော်နိုင်ရေးအိမ်ဘဒူအိမ်ကဘဒူကထောက်ဖို့လုပ်တယ်ဘဒူကသူသားသမီးတော်မှာ PDF လုပ်နေတယ်ဘဒူကတော့ UGA မှာစတဲ့ဖြစ်အဲ့ဒီစရင်စရာသတင်းတွေကို UB စစ်တပ်ကိုတွားပေးတာဒီကျန်းဖို့ပါတီဝင်တွေမဟုတ်ဘူးလားဟုတ်တယ်နော်အခုတော်နိုင်ရေးဒေတာမှာလာခဲ့လိုက်ကြပါကျန်းဖို့ပါတီဝင်တွေနော်ဘဒူဘာမှမပါဘူးသူတို့စီးပွားသူတို့လုပ်ကြတဲ့အေဂျင့်ဆိုတာနေနေတဲ့ကျန်းဖို့ပါတီဝင်တွေအများကြီးရှိတယ်နော်တော်နိုင်ရေးဒေတာမှာပဲနော်ဘဒူမှလက်လက်တော့မထိဘူး ။ဘာဖြစ်လို့လဲ?လိုက်တက်နေတာဒီချမ်းဖို့ပါတီဝင်ဖို့လို့တက်တာမဟုတ်ဘူး။ချမ်းဖို့ပါတီဒီစစ်တပ်ကိုတရင်ပေးနေတာဒီချမ်းဖို့ပါတီဝင်နေဖြစ်နေလို့ချမ်းဖို့ပါတီဝင်နေစောမထီတာ။အဲ့ဒါရှင်းရှင်းလေး။ဘိုးတော့ကိုလုံးနေတဲ့ချမ်းဖို့ပါတီဝင်ဘယ်သူမှလာမတတ်ဘူး။ရှင်းရနော်။ကျောင်းကတော့ဒီကနေ့ပြန်ပြီးခါးကြမှာပေါ့ဗျာ။နမေဒီနေ့မှာဒီတပ်ကနေဆုံးဖြတ်လို့ပြန်ပါမှာပေါ့။ကဲတကယ်တော့ကျွန်တော်ကြောင်းစင်းလာပြီ။ကျောင်းထဲမှာပို့ဆုံးပုံဖြစ်တယ်။ကျောင်းတိတ်ဆောင်ပြတာ။ဘယ်လိုပြည်တယ်။ဘယ်ညာလို့ပြည်တယ်။ဟေးလုံးတွေတွေပြည်တာပဲမဟုတ်လား။ဒါဒီနေ့မှာတပ်တော်ကြည့်တယ်ဒီနေ့မှာအုပ်စုရဲ့စနစ်တွေကောင်းတယ်။ဟဲ့ဟဲ့ တယ်နော်တယ်နော်အဲအဲကျွန်တော်ပြောတာအမြဲတမ်းဒီကောင်လေးကအခုဘာလုပ်ကြလဲဆိုတော့ဒီဘက်မှာတော်လန်ရင်းနေနေဆိုမှုကလက်နဲ့ကြီးနဲ့ပြ drone နဲ့ပြလေနဲ့ဘုံကျဲစစ်ကိုခေါ်ရင်စစ်လာတာပေါ့မင်းတို့ကစစ်ခေါ်ခြင်းရောအခုတော့ဒုက္ခရောက်ပြီမလားဓမ္မတိငါတို့အောက်ချက်တွေတောင်မှအေးချမ်းနေတယ်ပညာမဲ့စကားတွေပြည်သူတွေကိုရိုက်တွင်းတာဝါလားဖြတ်အမှန်တမ်းနားမအောင်ဟုတ်တယ်လို့ပဲဒါပေမဲ့တတိစစ်ချာကြည့်လိုက်ဒီတော်လန်ရင်းဘက်ထဲမှာစစ်ဖြစ်နေတာဒီဘယ်သူတို့ပြစ်လို့လဲဒီစစ်တပ်ကတော့ပြစ်လို့စစ်ဟိုမှာစစ်နေပြီဖြစ်တာဒီစစ်တပ်ရှိတဲ့ဒေသမှာစစ်နေပြီမဖြစ်တာဒီဘယ်သူကလာမပြစ်လို့လဲဟဲ့ဒီတော်လန်ရင်းဘက်တွေကမပြစ်လို့အဲ့ဒါအပြင်းဆင်းနေတယ် ဲ့တော့တော်လန်ရေးဒေတာမှာစစ်မဲ့ရေးအဖြစ်လို့ဒီလူတွေပြေးရတာဒါဘယ်လိုလဲအဲ့ဒီစစ်တပ်ပြင်းလို့ပြေးရတာစစ်တပ်မပြင်းပြေးရအကြောင်းရှိဘူးနော်မြန်မာပြည်မှာ speedy head တွေတိုင်းသားလက်နက်ကိုင်တွေစစ်ကြောင်းထိုးလို့ရွာလုံးချို့ထွက်ပြေးရတယ်ဆိုတဲ့ဒေတာခင်ဗျားတို့ကြားဘူးလားဒါပေမဲ့စစ်တပ်စစ်ကြောင်းထိုးလို့မပြေးရဘဲနဲ့အင်းချမ်းဆိုတော့နေလို့ရတဲ့ဒေတာခင်ဗျားတို့မြင်ဘူးလားကျွန်တော်တို့ကလေဟိုဘက်ဒီဘက်ဆိုတော့ဘက်နဲ့ပြောနေတာမဟုတ်ဘူးပကတိအရှိတရားကိုပြည်သူတွေအားလုံးမြင်အောင်ပဲကျွန်တော်ပြောတာ ။ဒါကပတိရှိကြောင်ကျွန်တော်ပြောရတယ်။ဟမ်စစ်တပ်စစ်ကြောင်ထိုးရင်ပတိကဒီရညပဲဒီခွေးရောကလေးရောနွားရောနဲ့ရောအော်ကလော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 ဟမ်ဒီရတာမဖြစ်လို့လေစစ်ကြောင်ထိုးလို့။အဲ့ဒါဒီရရှင်းနေတယ်။အဲ့တော့ပြည်သူပေါင်းအကြမ်းဖက်နေတာဘယ်လိုလဲ။ဟုတ်တယ်နော်စက်ကြီး။ဘုံချက်ရအောင်ပြေးလား။အဲ့ဒါကဖြစ်ပဲ။အဲ့ဒါပါပြီ။ဟမ်တွေ့တယ်နော်တွေ့မလားကျွန်တော်ပြောပြမလားတပုံရှိနေအောင်ပြေးလာဒီကောင်းနေတွေ့လားဘလောက်ရုပ်မှန်တဲ့စဉ်းစားကြည့်ဘလို့ဘာတော့မိုင်းချက်လဲအဲ့ဒါမြင်အောင်ကြည့်ရုပ်မှန်တယ်နားလေဟုတ်တယ်မလား ဘယ်သူကဓမ္မလဲဘယ်သူကအာဓမ္မလဲနာအာဓမ္မဘက်မှာပါတဲ့ကောင်ကြီးသေကြီးဆုံးနဲ့ပြေကွာအာဓမ္မဘက်မှာပါတဲ့ကောင်ကြီးကိုမေကိုလို့တွေဖြစ်ကြွာကဲရှင်းလားဘလို့လဲအဲ့လိုလားပြောတော့ငါပြေငါစီရရိုင်းတယ်လို့ပြောဦးမယ်အပေါ်လေစကားတွေမပြောနဲ့မင်္ဂလာမတော့နဲ့တိလားအာဓမ္မဘက်မှာပါတဲ့ကောင်ကြီးနဲ့အာဓမ္မကိုအားပေးတဲ့ကောင်ကြီးနော်ကိုမေကိုလို့ဘဝစတိုင်းဖြစ်ပါစေတိလားအဲ့ဒါရှင်းရောနော်နော်ဘုရားနိုင်ငံကိုဖျက်ဆီးတလိုက်ပါလေ။ဒါကိုတော့ပတ်ထင်းတယ်။အင်းရေရေဖို့ပေါင်းတာကွာတကယ်။တိုက်ပြတ်ပြီးဆိုဖြစ်နေတဲ့ဖြစ်မျိုး။နောက်ဘယ်တော့မှတော့မကြောက်ဘူး။ တယ်နော်ဆိုရနေတာပါတော့ဆွမ်းကူတာကဲဆွမ်းကူကျိုးစားလာခဲ့တာ60နှစ်အာနာစပိနေတဲ့အတိုင်းကြီးကဘယ်လိုဖြစ်ကုန်လဲဟမ်60နှစ်အာနာပိနေတဲ့အတိုင်းကြီးကဘယ်လောက်ချမ်းသာလဲဘယ်လောက်ကြော်ရလဲဘယ်လိုနေသားရှိခဲ့လဲ60နှစ်အာနာပိနေရတယ်အခုသူတို့နဲ့တက်တိုင်းကြီးကဘယ်အဆင့်ရောက်သွားလဲဒါနဲ့သူတို့ကြိုးစားတော့မယ်အစွမ်းကုန်ဟမ်ဆုံးချက်တွေလည်းမရှိကြဘူးနော်ဟာတကယ်ပဲပြောမှာကျွန်တော်အရင်ကရောက်စစ်သားဆိုတာလေယောက်ျားရှိမှကြီးထင်ထားတာဘယ်ကျော်လကင်းနေလဲဒီနေ့ကြီးစစ်ဖို့ကြောက်ပြရမလောက်မလဲပြောတယ်မင်းမရှာသေးဟမ်အန်တီလိုတွေတကယ်မင်းမရှင်နေအဲ့ဒီကတော့တန်တော်ဖြစ်ကြရလို့ရှိရဲ့နော်အခုဆိုလို့ရှိရင် ်အပြည့်အစုံနဲ့ခုတင်တော့တန်းစီချတဲ့အချင်းတရားတော်နဲ့ကြံနေကြပါဗျာ။နောက်ကျွန်တော်ညမှာပြီးဖြောက်တာပါရှင်။ဒီမှာပါနေတယ်။ဒီကံကဆောင်ရအောင်။အခုမရှိတော့ဘူး။ဒီလိုတရားတော်ရှိတယ်။တပြေးတည်းတပြေးတည်းနဲ့တက်တော့အေဂျန့်ပါလိမ့်ရတယ်။ဒါနဲ့ပါလား။အေဂျန့်ပြရင်ကဘုရားတော်။အဲ့တော့တစ်ခါပြောချင်တာကတိုင်းဒီချင်းနဲ့အေဂျန့်ကိုဖြတ်စည်းတဲ့လူတွေအဖွဲ့စည်းတွေဘယ်တော့မှတော့ဆံဘူး။ကျွန်တော်ညမနိုင်ငံသမိုင်းတော်မှာဒီလိုအဲ့ဒီအဲ့ဒီပြေလေးတော့ကြိုက်တယ်နော်။တိုင်းဒီကိုဖြတ်စည်းတဲ့လူတွေကိုဘယ်တော့မှလက်ခံတယ်။ဟုတ်တယ်အဲ့စကားလေးတော့မိုက်နော်။တကယ်ကျွန်တော်ကလည်းပြောလို့ကော ဘယ်နေရာကတိုင်းမျိုးဖြစ်စည်းရတယ်ဘယ်ဟာကအကျန်းဖက်လဲဆိုတာစကလုံးနဲ့မဆုံးဖြတ်ကြနဲ့ပကတိမြေပြင်အရှိတရားနဲ့ဆုံးဖြတ်ကြပါဆုံးဖြတ်ပြီးတိုင်းမျိုးကိုဖြစ်စည်းတဲ့သူတွေဘယ်တော့မှလက်ခံမိပါစေနဲ့နော်အဲ့တော့ဟိုဗီဒီယိုဖိုင်တာရှိသွားမယ်တူကွန်မန်းလေးကျွန်တော်ဖတ်ပေးခြင်းနဲ့ဖြစ်တဲ့တော့နောက်ဒုတိယပိုင်းကျွန်တော်ဆက်လုပ်ပေးမယ်ဒုတိယပိုင်းဆက်ကြည့်ပါနော်ကျွန်တော်အဲဒုတိယပိုင်းကအခုအခုတော့16မိနစ်ဖြစ်သွားပြီဆိုတော့လေတာရှိသွားမယ်တစ်ပိုင်းလဲဆိုရင်